အားလုံးမင်္ဂလာပါအားလုံးတာလီဆောက်ပါကျွန်တော်ရဲ့ channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ခါမိတ်ဆွေတို့ကို channel လောက်ဝင်မဲ့ပုံစံလေးရတော့ဒီ Facebook account region ပြောင်းလဲလေးကိုလောက်ပြပြပါမယ်နော် Facebook ကနေပိတ်ဆက်ရှာဖို့စဉ်းစားရတဲ့မိတ်ဆွေတို့များတဲ့ဒီကိုရဲ့ကျွန်တော်လေးမြန်မာနိုင်ငံ location မဟုတ်ရင်လည်းဒီ Facebook က subscribe ပေးထားတဲ့နိုင်ငံရဲ့ location ကိုပြောင်းလို့ရတယ်ဆိုတော့ဒီနေ့ message လောက်ပြန်ပြီး share လောက်ပါမယ်နော် okay အဲ့ဒါဆိုရင်ကျွန်တော်တို့ကမိတ်ဆွေတို့ကဒီကိုရဲ့ Facebook ပေါ်ကမြန်မာ region လားနိုင်ငံခြား region လားဆိုတာပေါ့နော်နိုင်ငံဒီ location ရှင်းနေတဲ့ကိုဒီနေ့ကျွန်တော်လည်းဒီလူမိတ်ဆွေတို့ကိုလိပ်ပတ်ချစ်ချစ်ဖို့ပဲခေါ်ပါရယ်နော် Okay အဲ့ဒါဆိုရင်တော့ကျွန်တော်တို့ဆက်လိုက်ကြ Okay အဲ့ဒါဆိုရင်တော့ကျွန်တော်တို့ကဘာလို့ဆိုတော့ဗျာဒါ region ကြောင်းတဲ့အကြောင်းရင်းကတော့ကျွန်တော်တို့ဒီ Facebook ကနေပိတ်ဆံချဖို့စဉ်းစားထားတဲ့မိတ်ဆွေများလည်းနော်အကောက်ကနေရွှေ့ချာချာနော်ဒီ Facebook ဖေးကပေးချာချာမိတ်ဆွေရဲ့အကောက်ဟာ ဒီရင်အားမြန်မာနိုင်ငံလူချင်းဖြည့်လို့မရပါဘူးเนาะနိုင်ငံခြားလူချင်းဖြည့်ရပါမယ်အဲ့ဒါမှသာလို့မိတ်ဆွေကိုဒီ content monitoring တစ်ချင်းဆက်အပ်ပေးပါတယ်เนาะဒီလိုမိတ်ဆွေကအဲ့လိုမျိုး content ဒီဒီ regional ပြောင်းထားဖို့ဆိုရင်เนาะမြန်မာနိုင်ငံ region ဖြစ်နေပြီဆိုရင်ကိုယ့်ရဲ့ account ထဲမှာအဲ့ဒါဆိုရင်မိတ်ဆွေကဒီ content monitoring ဆက်အပ်မရပါဘူးအဲ့ဒါကြောင့်မို့ကျွန်တော်တို့ကလာတွေကိုကျွန်တော်တို့ကဒီ content monitoring ဆက်အပ်ကိုကျွန်တော်တို့ကညာညာရှင်ညာရှင်ဆိုတဲ့အတွက်ကြောင့်ကျွန်တော်တို့ကဒီ Facebook ရဲ့ နော် location region ကိုကျွန်တော်တို့ပြောင်းမိထားရပါတယ်နော် okay အဲ့ဒါကျွန်တော်ဆက်လိုက်ရအောင်နော်ပြောင်းနေကြပြီအဲ့ဒါဆိုတော့ message number 1နဲ့ message ရဲ့ဖုန်းမှာပါတဲ့ဒီ setting လေးဝင်ပြီလေနော် sorry ဖုန်းမှာပါတဲ့ဒီ setting လေးဝင်ပြီလေပါနော်ဖုန်းမှာပါတဲ့ဒီ setting လေးဝင်ပြီလေပါဖုန်းမှာပါတဲ့ဒီ setting လေးဝင်ပြီလေပါနော်ဖုန်းမှာပါတဲ့ဒီ setting လေးဝင်ပြီလေပါဖုန်းမှာပါတဲ့ဒီ setting လေးဝင်ပြီလေပါ okay အဲ့လိုမျိုးရလာပြီဆိုရင်တော့ message တွေညမှာနော်ဟာဘယ်နှဲ့ရမလဲဆိုရင်ပေါ်နေဆိုတဲ့ ပေါ်နေတဲ့ setting လေးမျိုးရှိတဲ့ဒီနေရာဒီ additional setting ဆိုတဲ့နေရာလေးကိုထပ်နေပြရပါမယ်နော်။ဒီကောင်လေးကိုထပ်နေပြရပါမယ် additional setting ကိုဆက်နေပြလိုက်ပါနော်။ Okay အခုစီမိတ်စီမြင်တဲ့နေရာကျွန်တော်မဒီမှာ region ပြန်မှာဘာမှသိပေါ်နေသလား။ကျွန်တော် data data ရင်ဒီ language input setting ဒီနေရာမှာအဲ့ဒါလေးကျွန်တော်နှိပ်လိုက်နော်။ Okay အဲဆိုတော့မိတ်ဆွေတို့ညမှာဒီဒီကောင်လေးကိုဒီ region region ဆိုတဲ့ဒီ RDIO region ဆိုတဲ့နေရာလေးကိုထိုင်နေပြီနော်โอเคဒီညမှာကျွန်တော်တို့ကထိုင်နာထိုင်နိုင်ငံဖြစ်ဖြစ်မလေးရှားဖြစ်ဖြစ်ကိုရီးယားဖြစ်ဖြစ်ဂျပန်ဖြစ်ဖြစ်ကျွန်တော်တို့ဒီမှာမိတ်ဆွေရဲ့အစီအမဲနိုင်ငံကိုရွေးထည့်လိုက်ပါနော်ဒီကကျွန်တော်ရွေးလိုက်ပါမယ်ကျွန်တော်နိုင်ငံကိုရှားလိုက်ပါမယ်။ Okay ကျွန်တော်ဒီမလေးရှားကိုပြေးလိုက်ပါပြီเนาะ โอเคအဲ့ဒါသူ့ဟာသူ့ auto လောတော့လောက်ပါတယ်နော်ဆောင်းလောက်ကြအောင်လောက်ဝဲလာရင်အဲ့ဒါစီမက်စ်ဘယ်နဲ့လဲဒီအပေါ်ကမြောင်းလေးနဲ့ပြန်ထွက်လိမ့်နော်โอเคအခုရှင်ဒီမှာကြည့်လိုက်နော်ရှင်ပြောင်းသွားပြီလား RDGI ဝင်ဆိုတဲ့နေရာမှာဖိတ်ပြန်ကြည့်ဒီမှာမလေးရှားတွေရှင်ကြာတော့ဟောနော်ဒီမှာကြည့်โอเค ဒါကဘာကြောင့်လဲဆိုတော့ဗျာမိတ်ဆွေတို့ကဒီကိုယ့်ရဲ့ Facebook account ကနေကိုယ့်ရဲ့ personal ကိုယ့်ရဲ့ account ကလေးဒီ provision dashboard provision မျိုးပြောင်းပြီးတော့အောင်ပြီးတော့ကျွန်တော်တို့ Facebook account ကနေကျွန်တော်တို့လည်း personal share လုပ်ရသလိုဒီ Facebook account တုံးဖောက်ကျွန်တော်တို့ကပေးရှင်နေကျွန်တော်တို့ကပေးရနေ personal share လုပ်ရဟုတ်မလားဒီ share ရှင်မှာကျွန်တော်ကဒီ region ကတော်တော်အရေးကြီးပါတယ်ဘာလို့ဆိုတော့ဒီ Facebook ကနေသူတို့သတ်မှတ်ထားတဲ့နိုင်ငံအတွင်းကမဟုတ်ဘူးဆိုရင်သူတို့ဒီ content monetization စာမရပါဘူးเนาะစာမရဘူး business မိတ်ဆွေဒေါ်လာမဝင်ပါဘူးဟုတ်မလား ပြဿနာမရဘူးအဲ့ဒါကြောင့်ကျွန်တော်တို့ကအဲ့လိုကိုယ့်ရဲ့ကောက်ကနေပိတ်ဆံချမလို့စဉ်းစားထားရင်နော်အကောက်အော်သူ့မဟုတ်ပဲပေးပေါ့ဗျာနော်ပေးဆိုရင်ဒီတိုင်းပါပဲနော်ပေးဆိုရင်ကျွန်တော်တို့အင်တမီရတဲ့ကောက်ဟာကျွန်တော်တို့ဒီ region မလေးရှားဖြစ်ဖြစ်ထိုင်းဖြစ်ဖြစ်ကိုရီးယားဖြစ်ဖြစ်ဂျပန်ဖြစ်ဖြစ်ကျွန်တော်တို့ဖြစ်နေရပါမယ်ဒါမှသာလည်းသူတို့ကဒီ content monitoring ထိုင်းချင်းရေးစားပေးပါတယ်နော်ဟောဒါလေးကတော့ဒီမိတ်ဆွေရဲ့ Facebook ကောက်ဟာကိုကိုနိုင်ငံဒီမြန်မာနိုင်ငံ location ဖြစ်နေတယ်လားဒါမှမဟုတ်ကိုရီးယားဂျပန်ထိုင်းမလေးရှား အဲ့ဒီကဒီအဲ့လိုမျိုး location ဖြစ်နေတလားဆိုတော့ကိုကကိုကြည့်ပါတကယ်လို့အဲ့လိုမျိုးကိုရဲ့ Facebook ကိုကမြန်မာနိုင်ငံ location တွေတော့ခုနကကျွန်တော်လုပ်ရတဲ့ time ဆိုလေးလုပ်ရင်မိတ်ဆွေရဲ့ account တို့မောက်ပေးဟာပိတ်ဆံရှာလို့ရတဲ့ PayPal Pay တို့မောက် account ဖြစ်တော့ပါမယ်ခင်ဗျာနော် Okay အဲ့ဒါဆိုရင်တော့မိတ်ဆွေတို့အားလုံးအဆင်ပြေကြပါစေ